အခုနောက်ပိုင်းစီဂျူပွဲတွေသွားတက်ပြီးဆိုရင်ကျွန်တော်တို့ကဒီဒီ continuous glucose monitor monitoring ပေါ့နော် CGM ဆက်လေးကသူကလမ်းမောက်မှာတက်လိုက်တာသူကဗမာဝင်လဲဆို3သိန်းလောက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့14ရက်စာသူကထွက်လာမှာဖြစ်ဦးမနက်ကနေ24အောင်ပါကွာ glucose monitor 14နဲ့သူကတက်ထားပြီးဆိုရင်အဲ့ဒါကိုကိုဖုန်းထဲမှာ application နဲ့မှတ်ထားလိုက်အဲ့တော့ဒီကပြန်ရင်တော့ကျွန်တော်အဲ့ဒါတက်မယ်ကျွန်တော်ကျွန်တော်စီဂျူမရှိဘူးနော် pre လည်းမဖြစ်ဘူးကျွန်တော်ဒီ A1C က6 ကြော်တာရှားတယ်ကျွန်တော်ဒီအမြင်နဲ့ sis out ပဲရှိတယ်အရင်ဘီယာတောက်တာများသွားလို့ဒါကျွန်တော် sis လောက်တက်သွားတယ်ပေါ့နော်ကိုတလောရဲ့ sis point 2ဆိုတော့ကျွန်တော်ပြန်ချပြီပေါ့နော်လုံးဝဘီယာတွေပါတယ်ကျွန်တော်နည်းနည်းနားပြီပေါ့နော်မတောက်တော့ဘူးပေါ့ဆိုတော့ကိုကစီချိုတက်မှလည်းဆိုးတယ်လေသူက urea sis လည်းတက်တယ်ကြိုက်တယ်မခံနိုင်ဘူးကျွန်တော်ခီးတွက်တယ်ဆိုတော့ကျွန်တော်က sis လည်းတွက်တယ်ပွားပွဲလည်းတွက်တတ်တယ်ပြီးတော့ relax လည်းဖြစ်တယ်ကွာဒီကတော့ကျွန်တော်တန်အောင်နေတာလောကကြီးကိုကျွန်တော်ပြောတာ body and mind လို့ခေါ်တယ်စိတ်လည်းချမ်းသာမှရမှာ ချိန်လုံးကြီးအလုပ်ထဲမှာနေပြီးပတ်ဆိုင်ရှာတော့ဘာထူမှာအဲကောင်မြင်မြန်ပြီးသွားမှာပဲမဟုတ်ဘူးလားကျွန်တော်ရေသေးချောပိတ်ပြီးလက်သွားမှာပဲအဲ့တော့ပြပြတဲ့အိမ့်ပဲကွာဟိုကျွန်တော်ကိုယ်တိုင်ခုတက်တက်ကြည့်မယ်ပေါ့နော်ဒီဒီဒီ CGM ဆိုရဲဆက်လေးပေါ့နော်သက်စလေးရခံတယ်ဒီဗမာဝင်းဆိုသုံးသိမ့်မဲ့ရှိရစီဂျိုကိုတော့နှက်စလေးနိုင်အကုန်ထွက်လာမှာ reset တွေ grade တွေနဲ့ထွက်လာလိမ့်မယ်အဲထွက်လာပြီးဆိုရင်ကိုကဘဲချိန်မှာဘလို့တိုင်းတယ်ဆိုတော့အဲ့ဒါအမှန်ဆုံးပဲဒါဆိုသူပြောတယ်လို့ဆိုရင်တော့စီဂျိုဆက်တယ်ဆိုရင်မှာ first thing က126 အဲတလနဲ့တော့69ဆိုတော့သူကအကြိုလားဘာလားဆိုပြောဖို့စာမလွယ်ဘူးအဲ့တော့နောက်တစ်ခုသိစီကျင်တာကအဲ့ဆက်ကတက်မယ်ဆိုရင်တော့စီရသမားတွေကကွန်ထရိုးမရအောင်ဆိုရင်အဲ့ဒါတက်ကြည့်လိုက်ရင်သိပြီဘယ်ချိန်မှာဘယ်လိုဆေးကိုကျွန်တော်ဆရာဝန်ညှိလို့ရတယ်လေဒီမှာထိုးနေရလားထိုးဆေးဆိုလဲဘယ်ချိန်မှာ ဟုတ်ထုံးမလဲဆေးကိုဘယ်လိုတောက်မလဲဘယ်ဆေးကိုညှိမလဲဆိုတာကဒီ CGM ဆက်ဆက်လေးတက်ရမယ်ဒီ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 ပွဲမှာလည်းပြောသွားပါတယ်ဒီဒီရာလေးတွေကိုဆွေးနွေးကြတယ်ပေါ့နော်ဆရာ discuss လုပ်ကြတယ်မြန်မာနိုင်ငံမှာသုံးနေနေသေးတယ်ပေါ့နော်ဟိုဆရာကြီးကတော့သုံးနေပြီပေါ့နော်ဟိုကြီးကျုပ်ကလည်းဆရာကြီးကသုံးနေပြီကျွန်တော်တို့ဒီလိုထွေထွေ GP တွေကကြတော့နည်းနေသေးတယ်ပေါ့နော်ဒါကိုကျွန်တော်ကတော့လောလောဆယ်တော့ကိုယ်တိုင်တက်ကြည့်မယ်ဆက်လေးရ reset ထွက်လာရင်တော့တင်ပေးမယ်ဟိုဘလို reset ထွက်လာတယ်ပေါ့နော်အဲ့ဒါလေးသိထားခြင်းရပြီကိုယ့်ရဲ့ စည်းကြိုချိန်တွေကိုဘယ်လိုချိန်မှာဘယ်လိုစားလဲဘယ်လိုတက်တယ်ဆိုတော့အကုန်သိနေရတယ်လေ၁၄ရက်ပဲအများကြီးတက်ချင်မှလို့၁၄ရက်ပဲ၁၄ရက်တော့တက်ပြီးတော့ဒါကုတုံးမှာလေကိုကသိလို့ရပြီလေဒါကိုကအကျိုးဖြစ်နေရလားเนาะအေးအဲ့ဒါလေးသိစေချင်နောက်တစ်ခုကပြောချင်တာဆိုတော့ A1C ဆစ်လို့ရတယ်เนาะ ဟီမိုဂလိုဘင် A1C လို့ခေါ်တယ်။အဲကောင်ကတော့တုံးလာတစ်ခါမှဆစ်တာ။ဒါပေမဲ့အဲ့ဒါဆစ်မဲ့ဆိုခုနောက်ပိုင်းကဘာလဲဆိုသူရနေယောဂါရည်လေရှိနေတဲ့ခါကျတော့အဲ့အဖြေကြီးမမှန်နိုင်တဲ့ခါကျတော့ HP ပါဆန်နေတွဲဆက်လိုက်။အဲ့တော့ဟီမိုဂလိုဘင် A1 ဆစ်မဲ့ဆို HP ပါဆန်နေတွဲဆက်လိုက်။အဲ့အဲ့ဒါဆိုရင်ဘာပဲပဲကိုကအချိုလားဘာလားသိနိုင်တယ်။အဲ့တက်မြင့်လာတော့ CGM ပဲ။ဆက်လေးတက်လိုက်ဆက်လေးရအတွင်းဖြေထွက်လာလိမ့်မယ်။ကိုရဲ့စားရတော့လာနေတဲ့ပုံနဲ့စီဂျိုအတက်ကြအောင်ထွက်လာလိမ့်မယ်။အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းတက်ကြည့်မယ်။ တက်ကြည့်ပြီးကျွန်တော် result ကိုပြန်ပြောပြပေးမယ် sharing လုပ်ပေးမယ်နော်ဟိုကျွန်တော်ဒီစီးကြိုရှိလို့လည်းမဟုတ်ဘူးစီးကြိုမရှိလည်းကျွန်တော်ကစားတောင်းညံ့နေစားကျင်တာစားတယ်အချိုလည်းစားတယ်အဲ့တော့လည်းကိုကိုကိုလည်းကိုကဘာဖြစ်လဲဆိုတော့ဟိုဒီ GMP1 နေလည်းကျွန်တော်ထိုးဘူးတယ်လေထိုးလည်းထိုးတယ်လေအဲထိုးတဲ့ခါကျတော့ကိုကနေကောင်းတယ်ဒီ effect ကိုသိနေကျွန်တော်စီးကြိုမရှိတာတော့မှဟာဒီကောင်းနေ twin လို့ထိုးလို့ရပါလားကျွန်တော်တော့အသေးစီဖုံးလို့ထိုးတာကွာအဲအသေးစီဖုံးလို့ထိုးတာဆိုတော့ဟိုဘာပြောပြောစေးတွေကောင်းနေပြီကိုကနောက်ပိုင်းနီးပညာနောက်မလိုက်ရင်ကျွန်တော်တို့ကကြံခဲ့မှာ ဟို AI ခက်လေအဲ့တော့ AI လည်းတော့အမယ်ကျွန်တော်စိတ်ကမှလည်းတုံးတယ်ပေါ်တင်မဲ့လူနာကိုရှေ့မှလည်းကြည်တယ်ဒါဒါဒါရတယ်ပြောပြတယ်ပြီးလည်းခုဒီဟာမျိုးဆက်တင် technology တွေနောက်ပိုင်း iOS တွေတော့အမယ်ကျွန်တော်တို့ဒီလိုမျိုးရိုးရိုးဟာတွေနောက်ပိုင်းကျတော့ဒါကွာကြိုက်လို့ဒါကွာဒီလာမှာဒီလိုမျိုးတွေကွာ automatic တွေဒါကကျွန်တော်တို့ကတုံးတာဒါပေမဲ့တကယ်ကျတော့မဟုတ်ဘူးခုက smart ဖြစ်ရတော့မယ်ကျွန်တော်လည်းအဲ့တော့ iPhone နဲ့ချိန်ပြီးဝယ်မှရတော့မှာကျွန်တော်တိတ်ဝါသနာမပါဘူးလေတိတ်ပြီးတော့မလုပ်တတ်ဘူးဟိုအဲ့အောင်ပြောနေဒီဒီ TikTok တော့ကျွန်တော် တစ်တော်ထဲမှာမဲနေရပဲဒါဖြစ်ကုန်ရောတိတ်မသုံးတတ်လို့ဒါပေမဲ့လုံသွားရမယ့်အချိန်ရောက်ပြီကျွန်တော်တို့တည်းလိုက်ရမှာ technology တော့လိုက်တင်ပြီပေါ့နော်မလိုက်ရင်လည်းကြံခဲ့မှာပဲကြံခဲ့မှာပဲ okay ပါ CGN ဆက်လေးအကြောင်းရယ်ခုနောက်ပိုင်း A1C စစ်လို့ရတယ် A1C စစ်မယ်ဆိုရင် hemoglobin မှာတွဲစစ်ဖို့ percentage မှာတွဲစစ်လိုက်ရင်ကောင်းတယ် hemoglobin ကျနေအဲ့ဆီးကျော်ရဲ့အဖြစ်ကလည်းမှားနိုင်တယ် ဒါဒီဒီတွင်းနေဦးမှာကတ်နေတဲ့ဟာကိုစစ်တာဆိုတော့အဲ့ဒီပုံမူဒီမျိုးကျွန်တော်တို့ကအဲ့တခုလည်းကြည့်လို့မရအောင်တွင်းရနဲ့ယောဂါတွေတက်လက်စီမြတ်လို့ယောဂါတွေမှာ A1C ကမှားနိုင်တယ်ဖြေရအဲ့ဒါဖြေမှရင်လူနာထိုင်လို့စစ်လွဲသွားနိုင်တယ်ဟောဒါလေးပါဒီနှစ်ချက်လေးသိရင်ရပြီနော်